好多呀，实在照顾你，受了比较苦的夜，那到那十里古呢，米拉那十古夜，把你带的大吉，比如你个呀，比如你牛呢，红墙大院，那么大呀，到了那十大朝代，那么危险的话，那么有角落一边，谁就把比如阿弟。 mà có ý đi ta gì mình không hiểu nó phải biết nhà nhà à ý sư u say lên đó kinh đã tâm ý mà thế ra lên ta mà ô cả ta say lên gặp đi bị ta sư đồ cả mà thế ra lên sẽ chẳng để bị đi mà thế à cứ đồ mình là khả năng này ွေမျိုးနှစ်ပဲမိဘမြာမူတာ၍ဥဆိုင်ပေါ်ဟာတော်တိတာဥသာမောင်မင်းပြိပို့ဖို့မိသားစုတို့ကကျေကျရစီမဘောကကျုပ်စီအရောပြာကြည့်နေတိုင်ဦးစီအရောတို့ဟာကန္တချင်းသိကဗရာပူဇာလူတော်မင်္ဂလာခန္ဓာမြတ်ပြုတ်တယ် tadai ya wale kata ta umi ta suruh ka desa sekace ida cha lu do mela kana anu morda ne owara de ya kudu ka mundu de ka ma si sau si ve kudu လုံစေတတ်တဲ့တရားကိုသတ္တလို့ခေါ်တယ်။သတ္တနဲ့စေရနာစေရနာဆိုတော့အကောင်းကြီးမဟုတ်ဘူး။နော်လူတွေကတော့ငါကစေရနာတအပြောတာနဲ့ပြောတယ်စေရနာကအကောင်းဆုံးနှစ်ခုရှိတယ်။သတ္တမှာတော့ဆုံးမပါဘူးအကောင်းကြီးပဲ။နော်အဲ့တော့စကားသုံးတဲ့အခါမှာစာနဲ့ပေးနဲ့ညညောပြောရင် ငါကစေတနာကောင်းနေပြောတယ်လို့တော့ပြောလို့ရတယ်စေတနာနဲ့ပြောတယ်ဆိုရင်ကတော့ကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်နော်စေတနာဆိုတာကောင်းတဲ့အလုပ်ပဲဖြစ်စေမကောင်းတဲ့အလုပ်ပဲဖြစ်စေတော့အားကိုဖြစ်ပေါ်စေတတ်အဲ့ဒါစေတနာအဲ့ဒီစေတနာကိုပဲစေတနာဟံပေကွေကမ္မဝရာပိတို့ဟောတာနော် ုတ်တန်နဲ့မှာတသုတ်ပဲရှိတယ်အဲ့ဒါဆိုပြဟောတဲ့သုတ်တန်ဒိဗေဒီကသုတ်ဆိုဒီမှာအဲ့ဒီစကားလေးပါတယ်ဒါပေမဲ့အဲ့ဒီစကားလေးကတော်တော်တွင်ကျဲတယ်ဗောလူတိုင်းလူသိနေကြတယ်စေရနာအံဘိကွေကမ္မဝရာမိတော့အဖြစ်တဲ့စေရနာကိုကံလို့ပြောတယ်လို့ပြဆိုပြခေါ်တယ်ကုသကံပဲဖြစ်ဖြစ်အကုသကံပဲဖြစ်ဖြစ်စေရနာရဲ့ဆန်းဆောင်မှုပဲဖြစ်တယ် ဲ့တော့အကောင်းကြီးပြောတယ်မြတ်နော်စေရနာကိုအကောင်းကြီးမယူပါဘူးအစိုးလည်းစေရနာအကောင်းလည်းစေရနာကောင်းတာနဲ့တွဲမှစေရနာကောင်းမကောင်းတာနဲ့တွဲစေရနာဆိုအဲ့လိုတမျိုးရှိနိုင်တယ်တတ္တဆိုတာတော့ပါတော့ဆိုရင်ကိုလုတ်တဲ့လုပ်ငန်းပေါ်မှာလုတ်တဲ့လုတ်တိုက်တဲ့လုတ်ဆုံးဖြတ်ပြီးတော့ say chin nu mu say wa da mu say de ba lou chin ne kaung na ba lou chin ku do kaung mong de patet la de ka tat da ga u saung twa ra phit de no pyo ye naw lu de ya se da na kaung lai <laughs> da de pyo ja da a ma ro tat da kaung de lu pyo ye pu pi do ta ba wa ja sewe sabu seci lemu kalau dia lupa bapa sejin cinu mu lalu dia lupa dah, dia lupa sumpah mu adi mau kalu dia kore tadau ado, tadau dia pada video biasa biasa hodar hari biasa ibu sih no tadau dia pada video Tahu dah dekumah. တပီမရောက်နေတဲ့နတ္တနတ္တမီတွေဟာသူတို့ဘဝဆွတ်တော့ရတော့မယ်နတ်ဘဝကစုတည်တော့မယ်ဆိုတဲ့အခါမှာအခြေအနေကရဖြစ်ပေါ်လာတယ်နမိတ်ပြရတဲ့ခေါ်တော့ဘောနော်အရင်နမိတ်တွေပေါ်လာတယ်ပါတော့စေစိတ်နဲ့ပြောမစေစိတ်နဲ့ပဲသိပဲပြောတော့နေရတယ်အဲ့ဒါလည်းတကူနော် Lau dah kutru wadari awo saria. Nenek noang lah. Duri awo saria kena kena poya ni. Turu jara poya ramsi. Edo, wadah ku sultan dah mesui. Awo kalen noang lah ni. Bangalen yu lah ni. Kana ku malewe. Noang ni lah ni yu di pola ni. Cai jara cuidut lah ni. Sore eri. Sore eri. အတိတ်တပိတ်ဒီအရေးအောင်နေပြလာပြီဆိုလို့ရှိရင်သူ့ကိုတငယ်ချင်းပေါင်းတဲ့နေကနန်းတို့ဥယျာဉ်ထဲကိုဆွဲခေါ်သွားတယ်ဆွဲခေါ်သွားပြီးအပေးကြတယ်မမစိတ်မပူနဲ့ပေမစစိတ်မဝင်စားနဲ့သူ့ဒီဘုံကိုသွားနိုင်ငံညာထွက်ပြီးစီပွားရှာတယ်လို့ပေါ့သူဒီဘုံကိုသွားသူဒီဘုံဆိုတာ ပြီးတော့အကောင်းဆုံးအရာကိုရအောင်ယူရတာတဲ့ရောအပေါ်မှာခိုက်ပါအောင်ဆွဲဆဲပြပြရတဲ့ဒီစကားသုံးခုပြောလိုက်ဒီစကားသုံးခုရဲ့အတိတ်ပဲကနတ်တွေကတော့နားလဲတယ်လူတွေနားလဲဘာမှမဟုတ်သေးဘူးအဲ့ဒါကိုမြတ်စွာဘုရားကရှင်းပြတယ်သူဒီဘုံသွားဆိုတာနှလောကမှာတတိုက်သေးတယ် သူဒီကုန်ဆိုတာလူဘုံကိုပြောတာတဲ့။ဘာဖြစ်လို့သူကတိခေါ်လာတော့လို့စေလူဘုံရောက်လာလို့ရှိရင်သူတို့ဟာလူရာတဏ္ဍာရီလောက်ကြတယ်။တတတကုံသီလစောင့်နေကြတယ်။ကုသကောင်းမှုတွေလောက်ကြတယ်။ဒါကြောင့်မလို့တရားပြရင်နှစ်ပြည့်ရောက်ရင်ပိုးစီပွားတတ်သွားတယ်။ယုံစင်းနေရလဲပိုးလာလာတယ်။ဘုဒ္ဓကိုယ်တွေကလည်းပိုးကြီးလာတယ်။နတ်တွေကလူတွေနဲ့ပြောင်းများ လားလူတွေကအသက်အရွယ်ကြီးလာရင်ဥသွားပြီးရှုံတော့ရုပ်ပြစင်ပြဖြစ်လာတယ်။နတ်တွေကအဲ့လိုမဟုတ်ဘူး။အသက်ကြီးပြီးလာနေတယ်။နတ်ကတောင်းတဲ့လူတွေလူတွေကဗာနဲ့တူလို့ဆိုရင်ခပ်ပုံရရပြောရင်ခွေနဲ့တူတယ်။ခွေကငယ်ငယ်လေးရတော့လာတယ်။တက်ကြီးလာရင်ခွေဝဲစားခွေဥကြီးဆိုကြည့်ကောင်းတော့နော်အဲ့ပုံစံဖြစ်တာ။တော့မငယ်တော့က ခွေလို့မကျင်တဲ့တောင်းလို့ကျင်စာလေးတွေကိုဖတ်ခဲ့ဘူးရတယ်ဖတ်ရဘူးလေခွေအငဲတော့ငါတော့ချစ်စရာလေးကြည်လာလေးရုပ်စုံလေးကြည်လာလေးတောင်းကတော့မဟုတ်ဘူးတောင်းကပေါ့စာလေးတော့လက်တောင်းငဲ့လို့ပဲကြည်မကောင်းကြည်လာလေးလာလေးကြည်လာလေးလာလေးကြည်သေးရှိသည်အဲ့တော့နတ်တွေကလူတွေနဲ့မတူတာပါတော့စင်အသက်ကြီးလေးပို့လာလာလေး အသက်ကြီးတွေပို့တောက်ပြောင်းလာတယ်။တကူနဲ့ပို့ချီလာတယ်။အဲ့ဒါလူတွေနဲ့မတူတဲ့အချက်ပဲ။အဲ့ဒါပဲမပါတာလို့ဆိုဥရိယပဒပဒသမပါတယ်။ဟောဥရိယပဒသမပါတယ်။နတ်တွေဟိုသွားမှသိပ်ကြောက်ရအောင်။လူတွေကြတော့ဟိုရဲ။ဟိုရာဟိုလူမသိအောင်လို့ပို့တောက်ထိုးကြတဲ့ချလူတွေ။ဘေးတော်နာတွေကိုမတော်အောင်လို့ အနာခံပြီးတော့လုံကြတဲ့လူတွေ။အိုရာအိုရာပါပဲ။နော်။အိုရာပါပဲမရပါဘူး။နတ်တိကြရတာပေါ့အိုရော။အဲ့လိုပြောတာ။အဲ့ဒီတော့နတ်ဟာဒီကနေ့မှနမိတ်ပြလာတဲ့အခါမှာခေါ်လာပြီးတော့ခန္ဓာလူစကားသုံးငုံပြောကြတယ်။အဲ့စကားသုံးငုံနဲ့အတူတိပုံသွားဆိုတာလူပြေသွားလို့ပြောတာလေ။ရသော်ဗျာအရှင်ဗျာနတ်တွေအတွက် dua tu di bawah. Paulus Rusi, sabi jangan mana saudara, tidak kama bumi. Dubiha, alu dulu ya, kama bumi tu kau. Kudu kau tu kan ni, alu à dubi mana dulu ya. ကြောင့်မလို့ကမ္မဘူမိလို့ပြောတာနော်ဣဒာကမ္မဘူမိဣတိဝမေဃဘာဝနာနိဗ္ဗာန်သွားခြင်းနဲ့စေတရားတစ်ပါးအထုတ်တာလဲလူပြည့်ပဲအဲ့တော့လူပြည့်ဟာအကောင်းဆုံးပဲအကောင်းဆုံးမို့သွားလို့ပြောတာသူတို့နော်တော်တော်လူတိုင်းဟာအကောင်းဆုံးမို့ရတာလေတဲ့တိုင်းအကောင်းဆုံးလှုပ်တည်လှုပ်နိုင်တယ်လားဆိုမလှုပ်နိုင်ဘူးတချို့ကြလှုပ်အောင်မနိုင်ဘူး မသိတဲ့တွေပုံများတယ်အဲကြောင့်မို့လူပြည်အကောင်းနဲ့ဆိုတာတိထဖို့လို့လေနောက်တကအကောင်းဆုံးအရာကိုရအောင်ယူဆိုတာတတတရားကိုပြောတာတယ်လူဖြစ်လာပေမဲ့တရားရှိမှကုသိုလ်ဆိုတာလုပ်တယ်တတဆိုတာစိတ်ကြည်နူပြီးတော့ကိုယ်စိတ်ထဲမှာလုပ်တင်လုပ်နိုင်တယ်ဆိုတော့လူတရားဟာ ုသိုလ်ကောင်းမှုပဲစိတ်ဝင်စားနေတဲ့လူတယောက်ဟာအိမ်မှာရှိတဲ့ဗျာငါတောင်တန်တန်ရှင်းရှင်းနော်ပန်းစီမီရေချာနေမနွားရအောင်အမြဲတမ်းလုပ်တယ်စိတ်ညစ်နေတဲ့အိမ်သွားကြည့်ပါလားဘယ်ပန်းမှလည်းထူပါမဟုတ်ဘယ်ရေချာမှလည်းရှိပါမဟုတ်တတော်မှာအဲ့ဒါကိုပြပြောတဲ့သူကရှိသေးတယ်မိထွန်းကကြွက်လန်းပြတယ် ်ဆုံးတော့တင်လို့ရှိကျွတ်စားတယ်ပန်းတူတာကကျွတ်တိုက်တယ်လူတွေပြကြံဖတ်ပြီးတော့မဟုတ်မတရားပြောတာတွေရှိသေးတယ်နော်အဲ့ဒါတကိုယ်ရင်내ကတရားတရားရှိပြီးတော့စိတ်ကြည်နူးတဲ့ကောင်းမှုစပဲကောင်းမှုပဲဖြစ်လို့တဲ့နော်နော်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်လို့တဲ့အဲ့တော့အကောင်းဆုံးရာကိုရအောင်ယူဆိုတာတတ်တာ အဲ့ဒီပေါ်မှာခိုင်မအောင်ထားပါဆိုရှင်ကြည်မှုစရာပြောင်းသွားတယ်တည်းလွယ်လွယ်နဲ့ပြောင်းသွားတယ်တည်းဒါကြောင့်မလို့အဲ့ဒါကိုခိုင်အောင်လုပ်ပါလို့ပြောစကားသုံးပုံနဲ့မှားလိုက်တာအဲ့ဒါလေးတော့မှတ်တယ်နော်နတ်တွေကသူဒီဘုံသွားဆိုတာလူပြေသွားလို့ပြောတာအကောင်းဆုံးရအောင်ရအောင်ယူဆိုတာတရားတရားခိုင်မအောင်လို့ဆိုတာတရားတရားခိုင်အောင်လုပ်ရမယ်ဘာဖြစ်လို့လို့ဆိုတော့ ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကိုကုသိုလ်ကောင်းမှုလုံးစေတာကဘာလို့လဲဆိုရင်တရားပဲဖြစ်တယ်။ဒါကြောင့်မြတ်စွာဘုရားကတရားနဲ့ပတ်သက်ပြီးတော့ဟောတာရရှိတယ်။အလဝကပိဋကကြီးရဲ့အမေကိုဖြေတော့ငါပါဖြေခဲ့။အလဝကပိဋကကြီးပေးတယ်။လူတယောက်အတွက်အကောင်းဆုံးဥစ္စာပဲဥစ္စာလေ။အမေကိုမေးတယ်။ကတ္တဝဘုရားကဘာလို့ဖြေခဲ့တယ်လဲ။ ေါ်တော်ဘုရားကရောဘလို့ဖြေခဲ့တယ်သူတို့မိသားစုကအလဝကတို့မိသားစုကကတ္တဘုရားကိုမိခဲ့တယ်နော်သူမိပါရီကမိတယ်ကတ္တဘုရားကိုကိုးကွယ်ကြတယ်အဲ့ဒီကတ္တဘဗုဒ္ဓကပါဟောခဲ့တယ်လူတယောက်ရဲ့အကောင်းဆုံးပစ္စည်းဥစ္စာတမ္ပူကြည်ပါတော့ပစ္စည်းဥစ္စာဆိုတာပါရောလို့ဆိုတော့တတိတာဝိတ္တံပုရိသတ္တသစ္စာ ကောရဝမြတ်စွာဘုရားလည်းအဲ့တိုင်းပဲထပ်ဖြေတယ်နော်လောကမှာလူတယောက်အတွက်အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာတဏှာပဲဖြစ်ပါတယ်တဏှာရှိလာတဲ့ပုဂ္ဂိုလ်တယောက်အကုသိုလ်ကောင်းမှုတွေလုပ်တယ်ကုသိုလ်ကောင်းမှုလုပ်သည့်အတွက်ကြောင့်ဒီကုသိုလ်ရဲ့အစအဖြစ်ဒီပုဂ္ဂိုလ်ဟာပဲရပဲဖြစ်ဖြစ်ပိုင်ဆိုင်ခွင့်ရသွားတယ်စัจ ජ ဝရီမင်းကြီးဒီစัจ ජ ဝရီ စိတ်စိတ်ဥစ္စာပိုင်သွားရတယ်တဏှာယေခန္ဓာပဲတတိကြီးဒီပစ္စည်းဥစ္စာရသွားရတယ်တရာဟုယေခန္ဓာပဲနော်အလုံးဟာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရဲ့စိတ်တွေဥစ္စာတွေဟာတရာဟုယေခန္ဓာအယေခန္ဓာဆိုရဒီအကြောင်းတစ်ခုတည်းတော့မဟုတ်ဘူးစရပတ်တာပေါ့နော်လောကမှာ ကုသကံကအကျိုးပေးတယ်ဆိုတာရှားရင်ရတာလဲကုသကံအကျိုးပေးတာမရှားပဲနဲ့ရနေတာလဲကုသကံအကျိုးပေးတာတချို့ကျပဲရှားဘူးကလေးပေါ့စားလေးတတိယအင်းသွားမွေးတယ်သူဘသူကလွန်လိုက်တာဘသူကလန့်ပြလိုက်တာဘသူမှပြတာမဟုတ်ဘူးကံမဲ့လန့်ပြပေးတာနော်မာပြီးတော့တဲကုတ်တဲ့ဝင်မိရင်မလို့နေဘူးအနည်းတော့ပေးစားရှိမှာမဟုတ်ဘူး နော်အဲ့တော့တထေရောက်သွားတယ်သူ့မိဘတထေကစုဆောင်တဲ့ပစ္စည်းဥစ္စာတွေသူ့အလို့လျောက်ပိုင်သွားတယ်မလုပ်ရတော့မမလုပ်ရအဲ့ဒါမျိုးပြောတာကံဆိုတာကအေးကိုကကိုစူးစမ်းလို့ရလာတာရောမရှိဘူးလားရှိတယ်သို့တော့စူးစမ်းလို့ရဆိုတဲ့တည်းမဲ့ကံပါတဲ့ပုဂ္ဂိုလ်ရဲ့စူးစမ်းမှုကပိုရတယ် ကံမပါဘူးဆိုလို့ရှိရင်ကြိုးစားဖို့မရဘူးဖာကံသွားပြီကြောက်ရှာနေတဲ့လူတွေပြည်ကြီးအောင်ရောက်တဲ့လူတွေများယူရတဲ့လူကတယောက်တည်းပဲရှိတယ်เนาะအဲ့ဒါဘာလို့လို့ကံမဲလောက်တာချင်းတူတူပဲလေသူ့လည်းကြိုးစားတယ်ကိုယ်လည်းကြိုးစားတယ်ကြိုးစားတယ်ရလားဆိုပြောအဲ့ကြတော့မှလူတွေကံကောင်းလိုက်တာတပြောကြပြန်ဘယ်ကံကောင်းမှလည်းမသိဘူး ခံကောင်းနေပဲပြောကြရဲ့ချင်းတည်ကြတယ်ဗျပေးတယ်ဆရာကပါလိုက်သေးတယ်။တော့ခံကောင်းနေဆိုအဲ့တော့သဘောကတော့ကိုလုတ်ခဲ့တဲ့ကံတရားတွေဟာအကြောင်းရင်းနေနေတော့တကယ်ဟုတ်တယ်။နော်အကြောင်းရင်းဒါပဲတိတခုတည်းလားလို့မဟုတ်ဘူး။အကြောင်းအများကြီး။ဒါကြောင့်ဘုလို့ကံဟုမူလသမ္ဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင် ကံကိုအဓိကထားအောင်ဟောရတော့မူလအကြောင်းအနေနဲ့ဟောရပါတယ်။ပစ္စည်းဥစ္စာရဖို့အတွက်လုံလဝိရိယတို့ပညာတို့ပါရပါတယ်။အဲ့ဒါပြောတယ်နော်။ကံမပါလို့ရှိရင်လည်းဘယ်လောက်လုံလဆိုင်ဆိုင်မရဘူး။ဘယ်လောက်ညံသုံးသုံးမရတာတွေအများကြီးပဲ။နော်။အဲ့ဒါကိုဆိုလို့ပဲ။အဲ့တော့အဲ့ဒီကံကောင်းနေတာဘု து ကြောင့်လဲလို့မေးလိုက်လို့ရှိရင်တတ္တအကြောင်း တရာရှိတော့ကုသိုလ်လုပ်ဖြစ်တယ်ဘောတဘောကုသိုလ်တွေလုပ်ဖြစ်လာတယ်အဲ့လုပ်ဖြစ်တဲ့ကုသိုလ်ဟာကိုယ်ချုပ်ပေးတာဒါကြောင့်မို့တရာကိုယ်ရသဗျာကပစ္စည်းဥစ္စာကောင်းဆုံးပစ္စည်းဥစ္စာလို့ဟောတာအကောင်းဆုံးလောကမှာပစ္စည်းဥစ္စာတွေဟာတတရှိလို့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေပိုင်ဆိုင်ကြတာဖြစ်တယ်။ကြောက်ဥကြောက်ဟောမဟုတ်တော့တတ တိုက်တယ်ဆိုတာလေဖယားတိုက်တယ်နကားတိုက်တယ်တက်ကလည်းပေါ်ပါနဲ့တိုက်ကပူစီကြည့်တယ်ကုနော်တိုက်တယ်အမျိုးစုံပဲအဲ့ဒီမှာဖယားတိုက်ဆိုတာဟိုမပြေပါပြောနေရှိကြတယ်အဲ့ဒီမိတ္တရဖယားကြောင်းဆောက်ဖို့တယ်ငွေရစ်စုဒီအဒီအတိုက်တရားတော့အဲ့ဒါအတွက်ဟုတ်ချင်မှဟုတ်မှာပါကြာစားရပါတော့ပါပါဘူးအဲ့ဒါတွေက လူတွေယုံကြည်ကြတာပြောတာနော်သူကန်ရှိလို့ရှိရင်မြေကြီးကိုနေတဲ့နေရာအောက်မှာရွှေကြော်ရနေတာအဲ့ဒါမှကသဗ္ဗဘုရားလက်ထက်ကရွှေပန်းကုန်းကြီးလှုပ်ပြီးတော့ကသဗ္ဗဘုရားရဲ့စီရီကိုလှူဒန်းခဲ့တဲ့စတိလာတ္ထီ เนาะမြို့ရပြည့်တဲ့အခါကျတော့သူအိမ်ဆောင်မနေရတရားရှင်လိုက်တဲ့အခါဆွေကြောကြီးတွေ့တာဆွေတော်ကြီးတွေ့တာလို့ဆိုတယ်အဲ့တော့ငုံကဆွေတော်ကြီးဖြစ်နေတယ်ဒါကံပေးတာလေကံပေးတာအဲ့တော့မြို့ပြောတာเนาะငုံကတော့ဘယ်သူမှမကိမ့်မဆိုင်ဘူးပြစ်တာသူအိမ်ဆောင်မလို့ရှင်လိုက်တဲ့အခါကျတော့ဆွေတော်ကြီးဖြစ်နေအဲ့ဒီမှာ တော်တော်ကိုချမ်းသာသွားသူလုပ်ခဲ့တဲ့ကုသိုလ်ကြောင့်ဖြစ်တာအဲ့တော့လောကမှာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာသရတရားပဲဖြစ်တယ်နောက်တစ်ခုမြတ်စွာဘုရားဟောတာတတဘာနဲ့တူတော့မျိုးစေနဲ့တူတယ်မျိုးစေကအလုပ်ပဲနှစ်ခုလုပ်တယ်လေတယ်ရစေတရားဥပမာမယ်တယ်ရစေတရားအလုပ်ကနှစ်ခုရှိတယ် တခုကပါတော့ဆိုအောက်ကိုအမြင်စင်တာလေတရားစီလေးစင်တာပဲအပေါ်ကိုအညောင်းကလေးတက်လာပြီးတော့ပင်စီဖြစ်တာလေတရားစီကပဲဆိုလိုတာကအောက်စင်တယ်ပေါ်တက်တယ်ဒီအလုံးနှစ်ခုကိုတရားစီအလုံးမျိုးစီဒီအလုံးနှစ်ခုလုံးတလို့တရားတရားကလည်းပဲအလုံးနှစ်ခုဖြစ်ပေါ်နေတယ်တခုကပါတော့သီလဆိုတဲ့အမြင် သီလဟာကုသတရားတွေမှာခိုင်မာကြည်ပွားတာဖြစ်လို့သီလကအမြင့်တတူတယ်။နော်။သမထဝိပဿနာဆိုတဲ့အထက်ကျင့်စဉ်နေကြတော့ပင်စီတတူတယ်။ဒါကြောင့်မို့တတဆိုတဲ့မျိုးစေ့တွေရှိလာရင်သီလလည်းစောင့်တည်တယ်။သမထဝိပဿနာဘာဝနာလုပ်လဲလုပ်တယ်လို့ဒီလိုပြောတာ။ဆိုလိုတဲ့အဓိပ္ပာယ်အဲ့ဒါမျိုးစေ့တွေတစ်ခုကပဲဖြစ်ပေါ်နေတာနော်။ Raja pun tak ada. tak ada pisang. Tak ada hati biasa dia tu Tak ada hati Tak ada dia halen dia dulu dia tu hore. Loga ma lemah bare duka zaji bala. Lemah ni ane debian ni. Lemah dekudui bare kau. Kau bu kekere ni. လက်ပါတဲ့သူကသာကောက်ယူလို့ရတာ ਉ အဲ့တော့လက်ဟာယရဏပစ္စည်းတွေကိုကောက်ယူတဲ့နေရာမှာအကောင်းဆုံးဖြစ်တယ်လို့ပဲတရတရားဟာလည်းကုသိုလ်တွေကိုရယူတဲ့နေရာမှာအကောင်းဆုံးဖြစ်လို့တနေတူတယ်လို့လည်းဒီလိုဟောတယ်သူတို့ကောင်ဥစ္စာတွေနဲ့မှလည်းတတ်တတ်ပါတယ် တို့ကျင်နာကိုအလုံးရစေနိုင်တဲ့သုတော်ပြေတရား၅ပါးရဲ့ဗတ်တတပါတယ်။နော်။အဲ့ဒီတတဟာဒီကနေ့ကုသလုပ်ကြတယ်ဆိုတာတတရဲ့ဥဆောင်မှုပဲ။တတရှိလို့ကုသလုပ်တာ။ပစ္စည်းရှိလို့ကုသလုပ်တာမဟုတ်တရရှိလို့လုပ်တာ။နော်။တရမရှိဘလို့ရှိရှိ။ဘယ်တော့မှမလုပ်ဘူး။ ငွေဘလောက်ပဲချမ်းသာချမ်းသာတပြားမအယောခါမမဟုတ်တရားရှိတရားမရှိတတားကြောင့်မလို့ကုသိုလ်ကောင်းမှုလုပ်ကြတာတို့တူပဲတရားတရားရှိမှသိတာဆောက်တည်တယ်တရားတရားရှိမှကမ္မထဘာဝနာလုပ်တယ်ကိုအထုတ်တယ်ဒါကြောင့်မို့တရားတရားဟာအမှန်တမ်းအရေးကြီးတယ်လို့ရသော်ပြကဟောတာတုတ်တဲ့တစ်ခုမှမလို့ဟောတော့ သီလံယဝစကသာတုတတ္တသာတုပဋိဋ္ဌိတာသီလာတော့တသလုံးရှိရမယ်တသက်တာလုံးစောင့်တရပါကသီလကိုယ်ရင်ထဲမှာအခိုင်မာတိဆောက်ရပါကတတ္တပဲနော်ကိုယ်ရင်ထဲမှာအခိုင်မာရှိနေရမှာတတ္တဘယ်ဘဝမှာမဆင်းရတော့တတ္တရှိနေလို့ရှင်အဲ့လိုဆိုလို့ကုသိုလ်ကောင်းမှုကိုရှာကြံပြီးတော့လုပ်နေတာ nanane padaviro jasa ya hore yatha padire dei tata dehi lure kama pebogu lu yamale peniya lu yamale lu jani yari myai shi de patama jasa ya ba horo a phi pe ro ko chi nyure niya lure paulo ro se လူတဲ့တန်တဲ့ကံကမစိတ်ကြည်လူဘွားရဲ့ကြည်တယ်စိတ်ညစ်ပြီးတော့မလူနဲ့စိတ်ညစ်စိတ်ပျော်ပြီးတော့စိတ်ရတဲ့တန်တော့လူရတယ်ဘာပဲလူလူနော်အဲ့တော့ကိုစိတ်ထက်မြက်တဲ့နေရာမှာလူလူသူတို့ဆိုတယ်အဲ့ဒါလည်းတတ်တာကိုဦးတီပြောတာဟုတ်ပြီညမလူပြိုးတွေကတော့ခေါ်စရာမလိုတော့တရာတော့ရှိကြတယ်လို့ထင်ပါတယ်သို့တော့တတ်တာကိုဒီတိုင်းလွတ်တာလို့ရှိရင် တတကအကုန်လုံးအကောင်းကြီးဖော်ဆောင်သလားလို့ဆိုတတကြောင့်လွယ်မှာသွားတာနေတဲ့ရှိသေးတယ်နော်အဲ့တော့ဘာလို့ရတာတတကိုပညာနဲ့ဆောင်ရမယ်ပညာနဲ့ထိကြောက်ပေးရမယ်ပရမထသခုဆိုတဲ့ကျမ်းကိုရေးတဲ့ဒီပေရင်ဆရာတော်ဤစာရှိတယ်အဟောပြောစာရေးတာ တိုးတိုးတောက်တောက်နဲ့လူတိုင်းနားလည်အောင်ရေးတတ်တယ်အဲဆရာကြီးစောက်တယ်ဘာရေးတာတတ်တာကိုပညာစောက်မှလမ်းဖြောင်းသည်ပညာကိုတတ်တာစောက်မှလမ်းဖြောင်းသည်အပြန်နဲ့နှစ်ခုနော်တတ်တာကိုပညာကထိပညာကိုတရာကထိအဲ့ဒီနှစ်ခုဟာတစ်ခုနဲ့တစ်ခုထိန်ကြောက်မှုရှိရမယ် ထိန်ကြောင်မှုရှိမှဒီနှစ်ခုအလံပြောင်းတယ်။အဲ့တော့ကြည့်မယ်ဆိုရင်ပညာတတကောင်းတဲ့လို့ပြောပေမဲ့လို့တတမရှိလို့ရှိရင်အဲ့ဒီပညာလည်းမပြောင်းဘူး။နော်။ပညာတော့ရှိတယ်တရာမရှိဘူးဆိုရင်လည်းမပြောင်းဘူး။နောက်တစ်ခါပညာတရာတော့ရှိတယ်ပညာမရှိဘူးဆိုလို့ရှိရင်လွယ်မှားသွားတယ်။အလွယ်မှားရဖြစ်တတ်တယ်။ဒါကြောင့်မို့လို့ပလိုက်ဖေးစား English got a low seated, blind feet. You can't you keep moose at a pinna bede you, Tarano Pure. No, blind no. feet. No, blind feet, look your the new way. You jig came mere. Pinna the magaleve, pops in that. Very do no. ah, come no. chin the new sitter. Aya, ya, matua. Pinna never sends a video. သရမပါသည်အတွက်ကြောင့်သူပြောသည်များတွေကောက်ကျစ်ပေါင်းလုံးနော်မပြည့်တဲ့ဓာတ်တွေဖြစ်အထိတ်ရောက်မဲ့ပြီးတော့ဖြစ်ကုန်ရှိပါတယ်လေရီဆရာကြီးရဲ့ပြပတ်ကြောင့်လဲဆိုအဲ့လိုမျိုးတွေကိုပြောတာပညာတော့တတ်တယ်ပညာတတ်ပြီသရတရားမရှိသည့်အတွက်ကြောင့်သူကအေးကုသိုလ်ဆိုတာစိတ်ထဲမှာဖြစ်တာဘယ်လိုလှူနေကြမလို့ နော်စိတ်တည်းပါဖြစ်တာသီလဆိုတာလည်းစိတ်ကအဓိကပဲဆိုပြီးတော့စိတ်တရားပဲသီလဆောင်လို့တင်လို့တဲ့တာဒီမလို့ဘူးအဲ့ဒါကြောင်တယ်လို့ခေါ်တယ်ဘေးရပဲဖြစ်ဖြစ်ကာယကမြောက်လို့ရမယ်ကိစ္စကာယကမြောက်လို့ရမယ်ဝစီကမြောက်လို့ရမယ်ကိစ္စဝစီကမြောက်ရမယ်မနှောကနဲ့အရခတဲ့ပြီးတာမဟုတ်ဘူးနော်အရခတဲ့ဖြစ်တာမဟုတ်အဲ့ဒါကိုလက်မခံပဲတဲ့ စိတ်ထဲမှာဖြစ်ရင်ကောင်းတယ်ဆိုတာစိတ်ထဲစိတ်ကအတ္တိကဆိုပြီးတော့ဘာမှလုံးဆရာမလုပ်ဘူးစိတ်စိတ်တိုင်းထားဆိုတာမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါဟာပရိကန်နဲ့လို့ခေါ်ကောက်ချစ်တဲ့လူတယောက်ဖြစ်သွားတတ်တယ်အဲ့ဒါကြောင့်မလို့တရားဟာကောင်းတယ်သို့သောပညာရဲ့ထိန်ချုပ်မှုအောက်ရှိရမယ်စဉ်းစားမှုရှိရမယ် ပညာဟာလည်းကောင်းတယ်တရရဲ့ထင်ကြောက်မှုအောက်ပါရှိရမှာဆိုလိုတာကဒီနှစ်ခုသည်ချိန်ဝင်ညာနဲ့တူတယ်တရနဲ့ပညာဟိုဘက်ဒီဘက်ညီများနေရမယ်အဲ့တော့ဘုသူကထိမ့်လို့တတိကထိမ့်လို့တရနဲ့ပညာညီပေးတာဘုသူညီပေးတော့တတိထားတာငါပြောတာတွေငါပြောဆိုတွေငါယူဆတွေအလုံးနေပြီလားစင်သာပညာကိုစင်သာနော် သရာတရားကလွန်လွန်နေသလားစဉ်းစားအဲ့ဒီနှစ်ခုစဉ်းစားပြီးအသိပညာနဲ့လှုပ်တင်လှုပ်တိုက်တာလှုပ်ရမယ်နော်စိတ်ဝင်စားတိုက်တဲ့နေရာမှာစိတ်ဝင်စားရမယ်သရာတရားဖြစ်တဲ့နေရာမှာဖြစ်ရမယ်ပညာနဲ့ထိကြောက်ရမယ်အဲ့ဒီနှစ်ခုကိုထိညှိထားပြီးဆိုလို့ရှိရင်လူဟာဘယ်တော့မှအရှုံးမပေါ်ဘူးကောင်းဆုံးဖြစ်နိုင်တယ် ဒါကြောင့်လောကမှာအရေးကြီးတဲ့အရာနှစ်ခုလို့ပြောရမှာဖြစ်တယ်။ပစ္စည်းဥစ္စာပေါ်များပြီးဘဝမှာအဆင်ပြေဖို့အတွက်တရားရှိရမယ်။ရလာတဲ့ပစ္စည်းကိုစနစ်တကျသုံးစွဲတတ်ပြီးတော့အကျိုးရှိရှိနေတတ်ဖို့ပညာရှိဖို့လိုအပ်တယ်။အဲ့ဒီတရားပညာနှစ်ခုစုံအောင်တတိထားရမယ်။ဒီလိုဆိုလို့ရတယ်နော်။ဒါကြောင့် အကောင်းဆုံးမြတ်စွာဘုရားဟောတဲ့ဘဝမှာအကောင်းဆုံးဥစ္စာဆိုတာတရားကိုခေါ်တယ်လို့ဆိုတာမှတ်သားပြီးတော့ကိုယ်ရင်ထဲမှာ ရှိနေတဲ့သရတရားတွေပဲပြအောင်ထိသိဆော့ဆော့ပဲသူသရတရားကိုလည်းလုံးမသွားအောင်ပညာနဲ့ထိသိရမယ်သူပညာရုပ်ပြစင်မြဲမဖြစ်အောင်သရနဲ့ပြန်ထိရမယ်တရပညာနှစ်ခုစုံညီပြီးတော့အလုံးလို့သွားမယ်စေ ဘဝမှာတတ်မှုရှိတဲ့ဘဝဖြစ်ပြီးနောက်ဆုံးနိဗ္ဗာန်တည်းအောင်မြတ်မောပြုနိုင်တယ်လို့မှတ်သားပြီးစူးစမ်းအားထုတ်နိုင်ကြပါစေ။